မှန်ကန်တဲ့စကားကိုပြောပြီးတော့တစ္ဆာဆုံးမယ်ဆိုရင်ကိုလိုချင်တာတွေလုပ်လို့ရပါလေစမ်းကြည့်ပေါစမ်းကြည့်ပေါမဟုတ်တာတော့မပါစေနဲ့တွင်လင်းငါချောင်းအောင်တော့မထက်နဲ့နော်လင်းငါချောင်းအောင်တော့မထက်ဆိုပါစို့ဘုရားရှိခိုးအမှပြင်းတဲ့လူကလည်းဆိုလို့ရတယ်ကျွန်ုပ်ဒီနေ့စဉ်နဲ့မြဘုရားရှိခိုးအမှအလွန်ပြင်းပါတယ်ဘယ်တော့မှလည်းဖះရှိမခိုးပါဘူးအိမ်မှန်သောစကားကိုဆိုရတော့ကြောက်ဆုံး ရတယ်တခုခုလိုချင်တာကိုပြောဟုတ်ကဲ့လားစွမ်းအားတတိပြည့်လာတဲ့နေ့မှာအောင်မြင်လာမှာပဲတခုမဟုတ်တာလောက်တာလည်းပဲမဟုတ်တာလောက်တာကိုသူကတစ္ဆာဆိုလို့ရတစ္ဆာဆိုတာမှန်တာကိုပြောတာမှန်တာကိုပြောတာအေးဒါကြောင့်မို့လို့သစ္စာဆိုတဲ့စကားတစ်ခုဟာအမြဲတမ်းအရသာရှိတဲ့အရာတစ်ခုဖြစ်တယ်လို့ 在上班啊，打屁。